။ယောက်ျားပိသားဆောင်အောင်ဝဲခံတဲ့ gas man တို့နဲ့ Amorian အကြောင်းလူပြောစရာဖြစ်နေပါရင် Brand များလုံးဝမိင်္ဂလာများ Red Table Information ကနေပြန်လည်ကြိုလိုက်ပါရင် ဒါရသည့်အတွက်စကောသင်းဖန်တွေကိုအားတင်းထားကြဖို့အတွက်ကြိုတင်တတိပေးထားပါရစီခင်ဗျာအကြောင်းကတော့တင်းနေရအောင် MRI ရဲ့၃လေး၃ကစားခွက်နဲ့အံဝင်လာပြီဖြစ်တယ်လို့ပြန်ပြန်တိုင်းကို surprise အချွေရော mass flat အချွေရောတိုင်းနိုင်ပြီဖြစ်တော့ပါတချင်တော့ကစပိန်ကုန်းဆိုပြီးအလောင်းခံခဲ့ရတဲ့ United တို့ဟာအခုဆိုရင်တော့စပိန်ကုန်းမဟုတ်တော့ပဲစပိန်ကျောင်းကြီးဖြစ်လာတယ်လို့ဒီဟာဒီငချောက်တန်းဖလားမှာစပိန်ကလပ်တွေကိုကြီးပဲတောင်းလျှောက်ကြုံပြထားပါတယ် United တို့အတွက်ဘောလုံးပွဲတိတ်ရောက်ရာလန်ခီဟာခင်အောင်လန်းနေကြီးဖြစ်ခဲ့ပြီးတော့ Lion Sociedad ဘီဘာရောလို့တကယ်တည်းနဲ့အသင်းကြီးတွေနဲ့ရှင်ပြန်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်အကျုံးမပေးတဲ့စုံးလေးလက်ထက်တုန်းကစပိန်ကလပ်တွေနဲ့တွဲပြီးဆိုရင်ဖျားက ြိုတက်ထားတဲ့ United တို့ဟာအခုဆိုရင်တော့ Spain Club တင်ထဲမှာကန်ကျင်နေလေဖြစ်ကုန်ပါပြီ ဒီမနေ့ညကရှင်မင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာလည်းဘီဘာအိုကိုအတီပါဆိုပြီးတော့မညမတာထပ်ပြင်းခဲ့တာဖြစ်ပါရင်ပထမအကြောင်းတော့ကသုံးချီဆွဲထားတဲ့ United တို့ဟာဒုတိယအကြောင်းမှာလည်းထိမနိုင်သိမ်းမရဂျိုးကြွနေခဲ့ပြီးတော့မိနစ်20အတွင်း၄ချီချီဆွဲပြသွားခဲ့တာပါအခုတော့၄ချီဆွဲဖို့အတွက်တောင်ကြပန်းတို့ဂျာမန်ဟုံးတို့ကိုမိဝဲခဲ့တာမဟုတ်ဘဲအမ်မိုရင်ဘောကိုအသုံးပြုခဲ့တာဖြစ်ပါရင်လက်ရှိမှာကစားသမားတော်တော်များများဟာလည်းအမ်မိုရင်ဘောကိုအကောင်းဆုံးပုံဖော်နိုင်ပြီဖြစ်သလို3-3ကစားကွက်နဲ့အန်ဝင်လာပြီလို့သတ်မှတ်ရပါလိမ့်မယ်ဒါကြောင့်လည်း Old Trafford မှာဦးဆောင်ကုန်းနဲ့ရန်လာစားတဲ့ဘီဘာအိုကိုမိနစ်80လောက်အထိမျှော်လင့်ချက်ပေးပြီးတော့မှရိုက်ချခဲ့တာပါ အစောပိုင်းဆင်မောင်းတဲနီတို့အတွက်အသွင်းကိုတွေကိုမဲဆင်မောင်းက2ကိုကက်စမဲလိုနဲ့ဝိုင်လန်တို့ကတကောစီအသွင်းယူပေးခဲ့ကြပါရင်ဒါကြောင့်လဲ4-1နဲ့ဆိုးသွမ်းနိုင်ကကြားတဲ့ United အသင်းသားတွေဟာယောပါလိဘိုလူဘွဲကိုတက်လန်းသွားခဲ့ပါပြီဘိုလူဘွဲကိုမေလ21ရက်နေ့မှာဘီဘာအိုမြို့မှာကျင်းပသွားမှာဖြစ်ပြီးတော့စပါအသင်းနဲ့ United အသင်းတို့ရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါရင် ဂျာမနီညကပွဲအစဉ်မှာတော့ဘရာဇီးသူလူဆန်ဟာပွဲထက်ကစားမဖြစ်ပါဝင်လာပြီးတော့ပွဲကစားချိန်80မိနစ်ရောက်မှာလူငယ်ကစားသမားလေးကိုဘီမိုင်နုနဲ့လူစားအလဲခံခဲ့ရပါတယ်။ကက်စမဲရိုလူစားအလဲခံရပြီးတဲ့နောက်မှာကက်စမဲရိုပြုမှုခဲ့တဲ့ရုပ်သံဖိုင်တစ်ခုဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ဘရာဇီးသားအနေနဲ့လူစားအလဲခံခဲ့ရပြီးတဲ့နောက်နိုင်လုံစိအပြည့်နဲ့အမ်မိုရီနဲ့အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ပြည်သက်တွေကလည်းအခုလိုမျိုးအတွဲညီနေကြတဲ့အမ်မိုရီနဲ့ကက်စမဲရိုကိုချစ်ခင်နေကြပါတယ်။ အစပိုင်းကယာလီကုံပါ United အသင်းဟာဘရာဇီးသတင်းစံကိုအသင်းကနေရောင်းထုတ်လိမ့်မယ်လို့သတင်းထွက်ခဲ့ပေမယ့်လက်ရှိမှာတော့ဘရာဇီးသတင်းစံနဲ့ United တို့အကြားမှာဆက်ဆံရေးအကောင်တစ်ခုကိုတိစောက်ထားပြီးဖြစ်ပါရင် ပရိသတ်တွေကဒီလိုဗီဒီယိုမျိုးကိုခင်ဗျားတို့နေတိုင်းတွေ့ရမှာမဟုတ်ပါဘူး။ဒါကိုသဘောကျတယ်ဗျာဆိုပြီးတော့ရေးသားသွားခဲ့ပါတယ်။နောက်ထပ်ပရိသတ်တွေကလည်း United အသင်းသားတွေကြားထဲမှာအခုလိုမျိုးစီးရောက်နေတာကိုမမြင်ရတာကြော်ကြပါပြီ။ချစ်စရာပြုတ်မှုလေးပါဆိုပြီးတော့မှတ်ချက်ပေးသွားခဲ့ပါတယ်။တတိယမြောက်ပရိသတ်တွေကလည်းကန်စီကအသွေး United ကစားမဘွားကိုအလဲပြောင်းပြောင်းပြုတ်လိုက်ပါပြီ။သူအနေနဲ့နောက်ထပ်တနည်းတော့အသင်းမှာဆက်နေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုပြီးတော့ရေးသားသွားခဲ့ပါတယ်။ Amorian ပြီးခဲ့တဲ့လတွေကနေကန်စမဲတို့ကိုပွဲထွက်လို့စင်မှာပြန်လည်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။အတိုင်အချင်းပဲမပြောင်းစည်းသေးတဲ့နှစ်ချို့ဝိုင်းဘရာဇီးတို့ဆန်ဟာဒီအာဒီပြိုင်ပွဲအဆုံ39 ဲကစားထားရမှာငါးဂိုးသွင်းပြီးတော့ဂိုးဖန်လေးမှုသုံးချိန်ပြုလုပ်ပေးထားပါရင် United အသင်းဟာလာမယ့်တင်ွေနေ့မှာတော့ပရီးမီးယားလိပွဲအစဉ်ဖြင့်ဝက်ဆန်အသင်းနဲ့ရှင်ပဲကစားသွားရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါမြောက်ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ